ဲ့ဒီနေ့တရားအမှန်တကယ်အထုတ်ခြင်းသူများအတွက်အထူးသီးသန်အပိုင်းငါကိုရောက်ပါပြီဒီပိုင်းငါမှာတမထပါလေဝိပဿနာဆိုတာပါလေ တရားအထုတ်ကြပြီဆိုလို့ရှိရင်မက္ကင်၈ပါးမက္ကင်၈ပါးလမ်းကြောင်းပေါ်ကိုရှောက်လှမ်းရတာဖြစ်ပါတယ်တရားအထုတ်တဲ့သူဟာဘယ်သူပဲအထုတ်သည်ဖြစ်စေတိလို့အထုတ်သည်ဖြစ်စေမတိလို့အထုတ်သည်ဖြစ်စေသိချနားလဲပြီးတော့အထုတ်သည်ဖြစ်စေနားမလဲဘဲနဲ့အထုတ်သည်ဖြစ်စေမက္ကင်၈ပါးလမ်းကြောင်းပေါ်မှာအထုတ်ကြတာဖြစ်ပါတယ် ဒီဝင်သက်ထွက်သက်ကလေးကိုဘုန်းကြီးကခန္ဓာနီးနဲ့ရှုဖို့သင်ပါတယ်ဝင်သက်ထွက်သက်တစ်စုံကို1ဝင်သက်ထွက်သက်နှစ်စုံကို2ဝင်သက်ထွက်သက်သုံးစုံကို3ဝင်သက်ထွက်သက်လေးစုံကို4ငါးစုံကို9နဲ့ဝါရသေးတဝါရပေါ့အဲ့ဒါလိုမျိုးနံပါတ်လေးတွေထိုးပြီးတော့လောက်သွားတာဆိုကိုစိတ်တည်ငြိမ်မှုကိုတိုင်းတာတာဖြစ်ပါတယ်ခန္ဓာနီးလို့ခေါ်ပါတယ်

တစ်ဆက်တစ်ဆက်ထဲကိုရလိုက်ရလားအဲ့ဒါလို့တစ်ဆက်တစ်ဆက်ထဲရတယ်ဆိုရင်တော့အဲ့ဒီယောဂီဒေဇာမုတ်ချအမာရိရနေပြီလို့ဆိုရမှာပါအဲ့တော့ဒီနေရာမှာဘုန်းကြီးခုအပိုင်းငါးမှာတမထဆိုတာပါလေဝိပဿနာဆိုတာပါလေဒီနှစ်ခုကိုသာပြပြီးတော့ပြောပါမယ် အဲ့ဒါလိုဝင်းသက်ထွက်သက်ကလေးကိုဝင်းသက်ထွက်သက်တစ်စုံတည်းဝင်းသက်ထွက်သက်နှစ်စုံနှစ်နဲ့ဝင်းသက်ထွက်သက်အပေါ်မှာအာယုံယူပြီးတော့စိတ်ကိုစူးစိုက်ပြီးတော့ရှုမှတ်ဝင်းသက်ထွက်သက်အာယုံတစ်ခုတည်းကိုပဲစူးစိုက်ပြီးတော့ရှုမှတ်တာအဲ့ဒါကိုတမထလို့ခေါ်ပါတယ် အာယုံတစ်ခုတည်းကို ရှုမှတ်တာကိုတမထလို့ခေါ်ပါတယ်တမထကဘာကိုဖြစ်စေတယ်လဲဆိုတော့ကိလေသေးတမေတီတိတမထောတမထရှုတော့အဲ့လိုမျိုးဝင်တဲ့ထွက်တဲ့ဆိုတဲ့အာယုံလေးတစ်ခုကိုစူးစမ်းပြီးတော့ရှုနေတော့ဘာဖြစ်သွားတာလဲဆိုတော့တမထရှုတာလို့တမထတရားထိုင်နေလို့ခေါ်တယ်အဲ့လိုတမထတရားထိုင်တော့ဘာလေးဖြစ်သွားဆိုတော့ ကိလေသာတမေတီတိတမထောဘုန်းကြီးစကားတရားစကားပြောနေတဲ့အချိန်မှာအထက်ပိုင်းတရားကိုယ့်ဘက်ကိုအမြင့်ကြီးတွေရောက်နေပြီလို့မှတ်ယူထားကြတဲ့ဆရာကြီးများကိုမရည်ရွယ်ပါအခုမှစပြီးတော့တကက်ကိုတရားကိုထိထိမိမိအကောင်းကျိုးချမ်းသာကျမရဲ့အကျိုးစီးပွားတွေရအောင် တကယ်ပဲထိုင်ကြလှပါတယ်တရားထိုင်တာကိုကြားဘူးတော့လည်းပဲမလုတ်ဖူးတဲ့သူတွေလုတ်ချင်စိတ်ရှိရတာနဲ့နားမလဲလို့မလုတ်ဖြစ်ကြတဲ့သူတွေအဓိကတော့ဘုန်းကြီးကအာထုတ်တဲ့လမ်းကြောင်းကိုရောက်စေချင်တာပဲအဲ့ဒါကြောင့်အနည်းဆုံးသကားလုံးနဲ့ရွေးပြီးတော့သကားလုံးကိုရွေးပြီးတော့ကိုပြောရပါတယ်အဲ့တော့ဝင်တဲ့သက်အာယုံတစ်ခုတည်းကိုစူးစိုက်ရှုတော့ဘာဖြစ်တယ်လဲတမထဖြစ်တယ်ဟုတ်ပြီတမထရှုတော့ဘာအကျိုးရလဲဆိုကိလေသာတမေတီတီတမထောတဲ့ ိလေသိလောဘဒေါသ మో ဟအဆက်ရှိတဲ့1500ကိလေသာအပေါင်းကိုတမီတိငြိမ့်စေတတ်၏နော်ကိလေသာတွေကိုငြိမ့်သွားစေတတ်တယ်ဒီလိုမျိုးဝိနည်းထွတ်တဲ့ကိုအာယုံပြုပြီးတော့အာယုံတစ်ခုတည်းဝိနည်းထွတ်တဲ့တစ်ခုတည်းကိုအာယုံပြုပြီးတော့ရှုမှတ်နေတာသမထရှုမှတ်နေခေါ်ပြီးတော့အဲ့ဒီသမထရှုမှတ်တဲ့ကမှာကိလေသာတွေငြိမ့်နေတတ်တယ် surrender to the day. they to the name. they to the Do. When they to the lay. ဝင်တဲ့တဲ့ငါအဲ့လိုဝင်တဲ့တဲ့တစ်စုံတစ်နှစ်စုံနှစ်နဲ့ငါးထီအောင်ဒါကိုဝါရအသေးတဝါရလို့ခေါ်ပါတယ်အဲ့ဒါနဲ့တစ်ကိုတဲ့၆ကိုပြန်စင်းတစ်ကိုတဲ့ခုံကိုပြန်စင်းတစ်ကိုတဲ့ရှစ်ကိုပြန်စင်းတစ်ကိုတဲ့ကိုကိုပြန်စင်းတစ်ကိုတဲ့၁၀ကိုပြန်စင်းရတော့ဒါအလုံးနားလည်နေပြီလို့ထင်ပါတယ်လှုပ်ဖြစ်အောင်လှုပ်ဖို့သာလိုပါတယ်အဲ့ဒါလိုရှုနေတဲ့အခိုင်မှာ there is no greed there is no ignorance there is no hatred. Look, when you are aware of simply breathing in, breathing out. Dagapuni yakuki lunge limia naton jiletane. Go say ne, go kanda, go ne, go when they're twenty below. စိတ်ပိုင်းဆိုင်ရာကြည်လင်တန်ရှင်အေးမြတ်ချမ်းသာမှုရစေခြင်းနဲ့တွေ့စိတ်ပိုင်းဆိုင်ရာကြည်လင်တန်ရှင်အေးမြတ်ချမ်းသာမှုကိုရစေခြင်းနဲ့တွေ့တနည်းအားဖြင့်အုံနောက်မှာတက်နေတဲ့အတွေးကြီးတွေအုံနောက်မှာတက်နေတဲ့ emotion နဲ့ emotion ကြီးတွေအဲ့ဒါတွေကိုခွာနိုင်ဖို့အတွက်ပေါ်ကြီးအင်္ဂလိပ်လိုလေးထစ်ထစ်ပြောပြနေတာဖြစ်ပါတယ်လွယ်လွယ်လေးပါနားလည်လို့လွယ်တယ် နားလည်လို့လွယ်တယ်နားလည်လို့လွယ်တယ်စိတ်ပါလက်ပါလှုပ်ချင်စိတ်ပေါက်လာတယ်ဒါကြောင့်မလို့ဘုံကြီးထည့်ပြောနေဖြစ်ပါတယ်ဘာလို့လဲဆိုတော့တရားတရားဆိုလူကြီးတွေပဲလှုပ်တာသမတပိမတတ်တွေဘာမှနားမလဲတဲ့သူတွေလှုပ်တာလူအတွေလှုပ်တာမတိုးတက်ချင်တဲ့လူတွေအဲ့ဒါအဲ့ဒါအဲ့လိုမျိုးအဲ့လိုမျိုးယူဆတွေကစောစောကြီးတွေဘုံကြီးငငယ်တွေကြားဘူးတယ်ဒါပေမဲ့တကယ်တကယ်အဲ့လိုမဟုတ်ဘူးတရားတော်တာက စိတ်ကိုဖွံ့ဖြိုးစေတယ် brief to the brief and the cortex လို့ခေါ်တယ် smart part of the brain လို့ခေါ်တယ်အုံနောက်ရဲ့အသိဉာဏ်ပညာအစိတ်ပိုင်းကိုဖွံ့ဖြိုးတိုးတက်စေတဲ့အလုပ်ဖြစ်ပါတယ်ဒါကြောင့်မို့နိုင်ငံခြားတိုင်းပြည်တွေမှာလည်းပဲဒီ grade 5 to 6 to 7တို့မှာတောင်းမှာဒီလိုမျိုးတရားထိုင်နည်းတွေကို စာမသင်ခင်မှာ9မိနစ်ယခုကဲ့သို့ဘုန်းကြီးတဲ့နေနေ့တိုင်း ထိုင်ကြရပါတယ် when you are aware of breathing in breathing out very mindfully very carefully you clean your mind you clean your brain that is dirty that is dirty with the different emotions different defilements of the mind. According to the Buddha's teaching, the way that you are practicing by paying attention to the breathing in and breathing out is called Samatha meditation. Samatha meditation technique is cleaning the mind and keeping the mind calm and serene and peaceful. And this is the meaning of samatha meditation. When you do that, being aware of breathing in and breathing out very mindfully, you try to clean your mind. You try to keep your mind calm. You try to keep your mind serene. You try to keep your mind peaceful, quiet, freeing them from a,

မသိနိုင်တဲ့အတွက်ဘုန်းကြီးတို့ကနံပါတ်လေးတွေလိုက်ထိုးသွားတာဝင်တဲ့တဲ့တစုံကိုဒေဝင်တဲ့တဲ့နှစ်စုံကိုနှစ်သုံးစုံကိုသုံးလေးစုံကိုလေးငါးစုံကိုငါးဆိုပြီးတော့ဒါကိုဝါရအသေးတဝါရလို့ခေါ်ပါတယ်အဲ့ဒါလို့တစ်ဆက်တစ်ဆက်တဲ့1 2 3 4 5ပေါ့နော်ဘုန်းကြီးတဲ့နေတဲ့ဆို10တိအောင်တစ်ဆက်တစ်ဆက်တဲ့ရနေတယ်ဆိုလို့ရှိရင်အဲ့ဒါစိတ်တည်ငြိမ်နေတယ်လို့ခေါ်ပါတယ်တမာရိရနေတယ်လို့ခေါ်ပါတယ် တမထရဲ့အတိတ်ဘဖွင့်ဆိုခြင်းနဲ့ကိုက်ညီတဲ့တရားအထုံးဤဖြစ်ပါတယ်အဲ့လိုအထုံနေတဲ့ခါမှာဝင်တဲ့ထွက်တဲ့ကိုအထုံမယ်လို့ဆိုပြီးတော့ အထုတ်လိုက်တာအထုတ်မယ်လို့ဆိုပြီးတော့အထုတ်လိုက်တာအဲ့ဒါကိုတာမဝါယမလို့ခေါ်ပါတယ်ဝင်တဲ့တစ်သက်ကိုရှုမယ်လို့အထုတ်လိုက်တာပေါ့နော်ထိုင်လိုက်တာ ਨੇ ဝင်တဲ့တစ်သက်ကိုစနေတကျသိအောင်ရှုမယ်လို့အထုတ်လိုက်တာအဲ့ဒါကိုတာမဝါယမမကင်လို့ခေါ်ပါတယ်မကင်ရှိပါဘောတာမဝါယမမကင်လို့ခေါ်ပါတယ် right effort လို့ခေါ်ပါတယ် Why is it right effort? Because you try to observe, you try to see yourself, you try to observe your own breath. And that is called right effort. If you are observing the breath of other, it is not right effort. It may be wrong effort because you try to observe the breath of other people, not your own breath. But now you try to observe your own breath. It is called right effort, right? ကိုဝင်တဲ့ကိုထွက်တဲ့ကိုဘက်ကိုကြိတ်မယ်လို့အထုတ်တာကိုတမဝါယမလို့ခေါ်တယ်တမက right ဝါယမက effort then both word both words together is right effort အထုတ်ပြီးအဲ့ဒီဝင်တဲ့တလေကိုသိအောင်စူးစမ်းနေရတယ်တစ်ဆက်တစ်ဆက်တည်းသိအောင်စူးစမ်းနေရတယ်မလွတ်အောင်စူးစမ်းရတယ် this is called သမာစတိတမ္မာတတိလို့ခေါ်ပါတယ်တဆက်တဆက်တည်းဖြစ်သည်မြဖြစ်သည်မြအတိုင်းကိုသိနေအောင်ကြိုးစားရတာဝင်သက်ထွက်သက်ဝင်သက်ထွက်သက်တစုံတိုင်းကိုသိနေအောင်ကြိုးစားရတာသိနေအောင်လုပ်ရတာအဲ့ဒါကိုတမ္မာတတိလို့ခေါ်ပါတယ်တခါစိတ်ကတောင်းပြန်မြောက်ပြန်ပြန့်နေပြန်ရင်လည်းပဲဝင်သက်ထွက်သက်ကိုသိလို့မရဘူးအဲ့ဒါကြောင့်ပြန့်လို့မရအောင်စိတ်ကလေးကိုလည်းစုစိုက်ထားရပါတယ်အဲ့ဒီဝင်သက်ထွက်သက်နာမှာစိတ်ကလေးကို concentrate on the object of the breathing. Concentrate on the in-breath and out-breath, the breathing and in -breath and breathing out, exhalation and inhalation. Any bomb, I on sight, I had two or a mata ma dilo when that to the bomb of a sickly will sight, I had a hula tama tama dilo cover a day. When that to the leo, when that to the day, when that to the knee, when that to the tone, lean, a shun

ပါဇက်ကလည်းမဟုတ်တာဒီပြောဖို့အခွင့်အရေးမရှိဘူးအဲဒါကြောင့်သူ့ကိုတမဝါစာလို့ခေါ်ပါတယ်အလိုလိုဖြစ်နေပါတယ်အဲဒီလိုအာထုံနေတဲ့အခိုက်နောက်ခန္ဓာကိုယ်ကလည်းမဟုတ်တာဒီထလုံးခွင့်မရှိဘူးအဲဒါကိုတမကမ္မန္တလို့ခေါ်ပါတယ်မဟုတ်တာတွေလုံးခွင့်မရှိဘူးဆိုတော့ဟုတ်တာတွေပဲလုံးတာပေါ့ဟုတ်တယ်ဆိုတာက right ပဲလုတ်တယ်ဆိုတာက action ပဲဒါကြောင့်သူ right action လို့ခေါ်တယ်မဟုတ်တာတွေပြောခွင့်မရှိဘူးဟုတ်တာတွေပဲပြောရတာပေါ့ ဟုတ်တယ်လေအမားတော့တရားဒီလိုနှလုံးသွင်းနေဆိုပြောကွန့်ပြောပြောပြောလို့မရတော့ဘောနော်ဒီမှာနှလုံးသွင်းတယ်ဆိုတော့ဒါကြောင့်အဲ့ဒီခိုက်တံမှာပြောလာတဲ့စကားတွေကလည်းတမဝါစာလို့ခေါ်ပါတယ်တမဝါစာတမကမန္တတကအဲ့ဒီခိုက်တံမှာရောင်ရေးဝေတာစီဝါရေးကြီးဝါရေးတွေလည်းမလုတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီခိုက်တံမှာတမအာဇီဝလို့ခေါ်တဲ့မကင်လေရနေပါတယ်တဲ့နော်တမဝါစာတမကမနတမအာဇီဝ ။တမဝါစာ၊တမကမ္မနာ၊တမဇဝဆိုတဲ့မကင်သုံးပါလေရနေပါလေ။ဒီဝန္ဒထတလေးကိုရှုခိုက်မှနော်။မကင်6ပါးရှိသွားပြီ။မကင်6ပါးရှိသွားပြီ။အဲ့ဒီမကင်6ပါးရှုနေခိုက်မှဒါကိုတမထမကင်များလို့ခေါ်ပါလေ။တမထမကင်ဆိုတာကတမဝါယမတမသတိတမသမารီ၃ပါးအဲ့ဒီ၃ပါးနဲ့တွဲပြီးတော့သီလမကင်၃ပါးလည်းပါလာတယ် ဲ့ဒါကို၈ဘိုင်း၆ဘိုင်းလို့ခေါ်ပါတယ်။ဒါကြောင့်တမထကိုအားထုတ်နေပြီဆိုရင်မက်ကင်၈ဘာလုံးမရသေးဘဲနဲ့၈ဘိုင်း၆ဘိုင်းရနေပါတယ်။၈ဘာတွေက၆ဘာရနေပါတယ်။ဟုတ်ပြီနော်။ဒါတမထကိုအားထုတ်နေတဲ့ခိုင်မှာမက်ကင်၈ဘာပေါ်ဘယ်လိုရောက်နေလဲဆိုတာကိုပြောပြတာဖြစ်တယ်။ရှင်းပြတာဖြစ်တယ်။ဒါဝိပဿနာဘက်ကိုပြောင်းတော့မယ်။ဝိပဿနာဆိုတာဘာလဲ။ နော်ဝိပဿနာဘက်ကိုပြောင်းတော့မယ်ဝိပဿနာဆိုပါလေဝိပဿနာဆိုတာကအပြည့်စုံဆိုရင်သင်္ခါရေအနိစ္စာဒီဝတိနဝိဝိဒေဟိအာဂါရေဟိပတ္တိဒီဝိပဿနာနော်သင်္ခါရေအနိစ္စာဒီဝတိနအ ဝိဝိတေဟိအာကရေဟိပတ္တိတိဝိပဒနာတဲ့မြန်မာလိုပြောလို့ရှိရင်သူဖတ်သူဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ကိုကဝင်ခိုင်းလို့ဝင်ခိုင်းရလဲမလို့ဘူးထွက်ခိုင်းရလဲမလို့ဘူးသူဖတ်တာဝင်လိုက်ထွက်လိုက်ဖြစ်နေတဲ့သင်္ခါရရဲ့သဘောကိုကရက်ပြလို့လည်းမရဘူးရက်ပြလို့လည်းမရသူ့ရဲ့သဘာဝကအဲ့လိုကိုဖြစ်နေရမှာအဲ့လိုကိုဖြစ်နေတဲ့သင်္ခါရရဲ့သဘာဝကိုဖြစ်လိုက်ပြက်လိုက် ပါပဲလားဝင်းတလေးထွက်တလေးတစုံပြီးသွားပြက်သွားလိုက်နောက်ထပ်ဝင်းတဲ့ထွက်တဲ့တစုံပေါ်လာလိုက်အဲ့ဒီတော့တင့်နှစ်တွေမပါတော့ဝိပဿနာကြတော့နော်တင့်နှစ်တွေမပါတော့ဝင်းတဲ့ထွက်တဲ့လေးကိုဒါလေးစောစောတော့တင့်နှစ်ဝင်းတဲ့ထွက်တဲ့တစုံကိုတင့်နှစ်စုံကိုနှစ်သုံးစုံကိုသုံးလို့လှုပ်သွားပြီမဲ့ဝိပဿနာကြတော့တင့်နှစ်တွေနံပါတ်တွေပြည့်ညတ်တွေမပါတော့အပါတော့ကလည်းဝင်းတဲ့ထွက်တဲ့လေးတစုံကပြက်သွားလိုက်နောက်ထပ်တစုံပေါ်လာလိုက်ပြက်သွားလိုက်နောက်ထပ်တစုံပေါ်လာလိုက်အဲ့ဒါလိုမျိုး သူ့ဘက်သူကိုစတားထားလို့လည်းမရဘူးချုပ်တီးထားလို့လည်းမရဘူးသူ့ဘက်သူဖြစ်နေတာအဲ့ဒါကိုသင်္ခါရလို့ခေါ်တယ်သူ့ဘက်သူဖြစ်၍သူ့ဘက်သူပြတ်နေတာသူ့ဘက်သူဖြစ်၍သူ့ဘက်သူပြတ်နေတာအဲ့ဒါကိုသင်္ခါရလို့ခေါ်တယ်အဲ့ဒီသင်္ခါရတို့ရဲ့ဖြစ်ချီပြတ်ချီသဘောကိုသေးသေးချာချာမြင်အောင်ကြည့်တာကိုကျတော့ဝိပဿနာလို့ခေါ်ပါတယ်နော်ဝိပဿနာလို့ခေါ်ပါတယ်အဲ့ဒီအချိန်မှာနော် when the truth ဝင်သက်ထွက်သက်လေးကိုမြင်တယ်ဝင်သက်ထွက်သက်စီဝါယောတက်ဖြစ်တယ်ဝင်သက်ထွက်သက်စီ air element ဖြစ်တယ်ဝါယောတက်ဖြစ်တယ်ဝင်သက်ထွက်သက်စီပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးသူငါယောက်ျားမိန်းမလည်းမဟုတ်ဘူးသူဒီဝါယောတက် air element ရဲ့သဘောတဘာဝပဲလို့ဒီလိုမျိုးရှင်းရှင်းလင်းလင်းရှုမှတ်နိုင်တာကိုတမ္မဒိဋ္ဌိလို့ခေါ်တယ်တကယ်တကယ်ဝင်သက်ထွက်သက်နဲ့ ဒီဘက်ကအဆုတ်နဲ့အလုံးလုံးမှုကြောင့်မို့လူဟာအသက်ရှင်နေတာခရိယန်အသက်ရှင်နေတာမဟုတ်ဘူးမွတ်စလင်အသက်ရှင်နေတာမဟုတ်ဘူးဟိန္ဒူအသက်ရှင်နေတာမဟုတ်ဘူးဂျူးအသက်ရှင်နေတာမဟုတ်ဘူးဘာသာရေးသမားအသက်ရှင်နေတာမဟုတ်ဘူးဝင်သက်ထွက်သက်ဆိုတဲ့လေဓာတ်နဲ့ဒီဘက်ကအဆုတ်နဲ့တွဲပြီးတော့အလုံးလုံးလို့သာခေါ်နေတော့အသက်ရှင်နေခွင့်ရှိတယ်အဲ့ဒီဝင်တဲ့ထွက်တဲ့နဲ့အဆုတ်နဲ့တွဲပြီးတော့အလုံးမလုံးတော့ရင်ဘုံကြီးတော့အသက်မရှင်တော့ ဲ့ဒီဝင်သက်ထွက်သက်ပုံမှာနာမည်ပြည့်ညတ်တွေသွားတင်လို့မရဝင်သက်ထွက်သက်ဒီသူ့ဘက်သူလောက်တယ်ဝင်သက်ထွက်သက်သဘောတိုင်းလုပ်နေတယ်အဲ့ဒီသဘောသူ့ဘက်သူဝင်ကြီးထွက်ချင်နေလုပ်နေတာပေါ့နော်ဝင်ကြီးထွက်ချက်ဝင်လာတာဖြစ်တယ်ပြည့်ပြီးတော့ပြတ်သွားတယ်နောက်တစ်ခါဝင်လာတယ်ဖြစ်ပြီးတော့ပြတ်သွားတယ်နောက်တစ်ခါဝင်လာတယ်ဖြစ်ပြီးတော့ပြတ်သွားတယ်ဆိုသူ့အဖြစ်သူ့အရှိသဘောလိုက်ပြီးတော့သိနေတာအဲ့ဒါကိုတော့ဝိပဿနာလို့ခေါ်တယ်အဲ့ဒီသင်္ခါရရဲ့သဘောတဘာဝကိုအမှန်တိုင်းလိုက်ပြီးတော့ကြည့်နေတာအဲ့ဒါကိုတော့ဝိပဿနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာခိုင်မှာ မြင်မြင်ချင်းကသမ္မဒိဋ္ဌိထက္ခထက္ခဝဉ္ကြီးထွက်ချီကိုထက္ခထက္ခကြည့်နေရတာသမ္မသင်္ကပ္ပအဲ့ဒီသမ္မဒိဋ္ဌိသမ္မသင်္ကပ္ပ right understanding နဲ့ right thought လို့ခေါ်ပါတယ်သမ္မဒိဋ္ဌိက right understanding သမ္မသင်္ကပ္ပ right thought အဲ့ဒီ right understanding right thought နှစ်ခုကိုတော့ပညာမဲ့ခင်လို့ခေါ်ပါတယ်အဲ့ဝိပဿနာလုပ်ပြီဆိုတဲ့အခါကျတော့အဲ့ဒီပညာနမဲ့ခင်နှစ်ပါးလည်းတွဲပါလာတဲ့အတွက်မဲ့ခင်၈ပါးလုံးပြည့်သွားတယ်မဲ့ခင်၈ပါးလုံးပြည့်သွားတယ် ဒါကြောင့်တရားထုတ်တယ်ဆိုတော့ပါလို့တာလဲဆိုတော့မက်ကင်ရှစ်ပတ်လမ်းကြောင်းပေါ်မှာလျှောက်လိုင်းရတာဖြစ်တယ်အဲ့လို့ဆိုတော့အဲ့ဒီဝင်တဲ့ထွက်တဲ့သူကသူနေသူကသူဝင်သူဘက်သူထွက်တာကိုကြည့်တော့ဘာတွေဖြစ်မှာလဲဆိုတော့အိုးဖြစ်လိုက်တာမှာနော်သူဘက်သူဝင်သူဘက်သူထွက်ရဲ့သဘောတဘာဝကိုလိုက်ကြည့်နေတဲ့အတွက်ကြောင့်နော်အကျိုးရလတ်အနေနဲ့ကိလေသာတွေကိုရှင်းထုတ်ပြတယ်အဲ့ဒီခိုက်တမ်းမှာရှုံးမှတ်နေတဲ့ခိုက်မှာကိလေသာဆိုတဲ့ ကိလေသာဆိုတာကစိတ်ကိုပူလောင်စေတတ်တဲ့လောဘတွေဒေါသတွေမောဟတွေ emotion တွေပေါ့နော် negative feeling တွေ negative emotion တွေအဲ့ဒီကိလေသာတွေကိုရှင်းထုတ်ပြတယ်အဲ့ဒီကိလေသာတွေကိုရှင်းထုတ်အဲ့ဒီအခိုက်အတန့်မှာ9မိနစ်လို့ရင်9မိနစ်ရှင်းထုတ်တယ်7မိနစ်လို့ရင်7မိနစ်ရှင်းထုတ်တယ်နော်အဲ့ဒီလိုရှင်းထုတ်တဲ့အတွက် your mind becomes clean your mind becomes purified by observing simple breathing in and breathing out. When your mind is purified, you feel peaceful and calm, that your mind is totally at the present moment, that doesn't go away from you, and that doesn't go to the past, that doesn't go to the future, and that is just at the moment. When you are at the moment, the prefrontal cortex, which is a small part of the brain, increased. becomes developed ဒီအုံနှောက်ရဲ့အသိဉာဏ်အဲ့ဒါလိုပြစုတ်ပန်တဲ့နေအောင်နေလို့စိတ်ကြည်လင်တန်ရှင်းတဲ့အခါအုံနှောက်ရဲ့အသိဉာဏ်ပိုင်းအစိတ်ပိုင်းဆိုင်ရာတိုးတက်ဖွံ့ဖြိုးပါတယ်လို့ဒီလိုဆိုပါတယ်အဲ့လိုဖွံ့ဖြိုးတဲ့အခါမှာနှစ်မျိုးတိုးတက်ပြောင်းလဲမှုဖြစ်ပါတယ်တစ်မျိုးကအုံနှောက်ရဲ့ structure ပိုင်းဆိုင်ရာပြောင်းပြီးတော့တစ်မျိုးကအုံနှောက်ရဲ့ structure ပိုင်းဆိုင်ရာပြောင်းလဲပြီးတော့ နောက်တစ်မျိုးကအုံနှော့ရဲ့ function မိုင်းဆိုင်ရာပြောင်းလဲတယ်လို့သူတေသနာတွေ့ထားပြီးဖြစ်ပါတယ်ကိုယ်တိုင်လက်စိတ်ကိုငြိမ်သက်အောင်အထုတ်တဲ့အခါမှာအဲ့ဒီအပြောင်းလဲကိုကိုယ်တိုင်ကိုယ်ရိခံစားနိုင်ပါတယ် structure ပြောင်းတာကတော့အုံနှော့က gray matter တွေထူလာတယ်ပန်းရောင်ဓာတ်ပစ္စည်းတွေထူလာတယ်အဲ့ဒီငကောအသားရောင်ဖြုတ်ဖြုတ်ရှိနေရတယ်ပန်းရောင်တောက်လာတယ်နှခမ်းနေဆိုတဲ့အခါမှာနှခမ်းသားလေးတွေလိုအယောင်မျိုးပေါ့နော်အုံနှော့မှာအဲ့ဒီပန်းရောင်တောက်လာခြင်းဒီ structure ပိုင်းပြောင်းတာဖြစ်ပြီးတော့ ဘိုင်းအောင်တွေတောက်လာတဲ့အခါမှာ function ဘိုင်းနေနဲ့ဘာဖြစ်လဲဆိုမှညာဆွမ်းအားတွေမြင့်မားလာပါတယ်ဒီလိုမျိုးတရားထိုင်တဲ့အတွက်ကြောင့်เนาะဒါကြောင့်မို့တရားထိုင်တဲ့ဟိုဘုန်းကြီးကတော်ရီတော်ခွန်နဲ့ဘာသာရေးဆန်ဆန်ကြီးမထိုင်စေခြင်းအဲ့လိုသိပ္ပဏိကြနားလဲပြီးတော့ထိုင်စေခြင်းနဲ့ထိုင်ပါလို့လေမေတ္တာကရုဏာကြီးမားစွာနဲ့မာကြကြပါတယ်เนาะဒီဘိုင်းမှာတော့ တမထဆိုတာပါဝိပဿနာဆိုတာပါမဂ်ဂင်ရှင်းပါဘယ်လိုမျိုးပါလာခဲ့တယ်ဆိုတာကိုရှင်းပြရင်လည်းပဲဒီပိုင်းလေးမှာခွန်ကြီးပြောခြင်းတဲ့ပိုင်းလေးကိုနေုံချုပ်ပါတယ်အားလုံးဒီဉာဏ်ပညာမြတ်ထမြတ်သွက်လက်တဲ့ကြွတောက်ပါကြည်လင်သောဗုဒ္ဓတပည့်များဖြစ်၍ဇမ္မာချမ်းသာပျော်ရွှင်အောင်မြင်သောဘုရားများကိုအတိအတိတည်ဆောက်နိုင်ကြပါစေ။ de puntos, a tu